ဘာမှ brain channel ကနေချိုးဆိုပါရယ်ကျမတို့နေ့စဉ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာလေးကိုတင်ဆက်ပေးနေတာဆိုတော့လေနေ့တိုင်းကျမတို့ channel ကိုမမလေးလာရောက်နားဆင်ဖို့ဖိတ်ခေါ်ခြင်းပါရယ်ဒီနေ့ဆွေးနွေးမှုမှာတော့ကျမတို့အားလုံးနှိပါကြုံဖူးနိုင်တယ်ဒါမှမဟုတ်စိတ်ဝင်စားနေလောက်တဲ့ခေါင်းစဉ်တစ်ခုကိုနည်းနည်းလေးနည်းနည်းနဲ့ဆန်းစစ်ကြည့်ကြမယ်လေအဲ့ဒါကတော့လူမှုဆက်ဆံရေးတွေကိုအထူးသဖြင့်အခြေရေအိမ်တော်ရေးမှာကြုံရတတ်တဲ့ရှုပ်ထွေးမှုတွေအဲနားလျာခတ်တဲ့စင်ခေါ်မှုတွေအကြောင်းပါပဲ။ ဒီအကြောင်းလေးကိုကိုတော်နဲ့ကိုပြောမှာတော့မဟုတ်ဘူးဗောလောနာမည်ကျော်ဂျေးရှက်ရဲ့ podcast ရှိတယ်လीအဲ့ဒီမှာကဘာထိတ်တန့်စုံတွဲကူးထုံးပညာရှင်တယောက်ဒေါက်တာအော်နာဂရူလစ်နဲ့တွေ့ဆုံမေးမြန်းထားတဲ့အပိုင်းတစ်ခုရှိတယ်အဲ့ဒီကနေရလာတဲ့အဓိကကျတဲ့တကယ်တမိုးရှိတဲ့အချက်လက်တွေကိုပဲအခြေခံပြီးဆွေးနွေးသွားမှာပါဒီနေ့ဆွေးနွေးမှုရဲ့အဓိကရည်ရွယ်ချက်ကတော့အဲမစ္စရှီမာမင်းရတဲ့ဆက်ဆံယူပြဿနာတွေရဲ့နောက်ွယ်မှာလीတကယ်အကြောင်းရင်းအစစ်အမှန်တွေရှိနေတတ်တယ်။အီမင်တစ်တွေရပ်သွားနိုင်မို့မျှော်လင့်ပါတယ်။ ကဲအကြောင်းအရာတွေကိုမူဝင်ခင်မှာဘာမှ brain channel ကို subscribe လုပ်ထားဖို့လဲအမတ်တရတိုက်တွန်းရှင်ပါဒီတယ်။ကောင်းပြီ။ဒါဆိုရင်ဒီစိတ်ဝင်စားစရာကောင်းတဲ့ဆက်ဆံရေးရဲ့နှဆိုင်တဲ့အပိုင်းတွေကိုစပြီးဆန်းစစ်ကြည့်ကြရအောင်။ဟိုစုံနှွေးတွေကုထုံးစီရောက်လာတဲ့အခါလေးအများစုပြောကြတာက ကျွန်တော်တို့ကြားမှာ communication problem ရှိတယ်ဆိုတာပဲဆက်သွယ်ပြောဆိုရတာအဆင်မပြေဘူးပေါ့ဒါပေမဲ့ Dr. Honor ကတော့အဲ့ဒါကရေခဲတောင်ရဲ့ထိတ်လေးမြင်ရတယ်လို့ပဲတကယ်အရင်ခံပြဿနာကပူပြီးနည်းနေတယ်လို့ဆိုတယ်อืมဒီချက်ကစိတ်ဝင်စားဖို့ကောင်းတယ်နော်လူအများစုက ပြဿနာကို communication လို့ပဲမြင်နေကြတာများတယ်လေဟုတ်ပါတယ်ဟုတ်ပါတယ်သူထုတ်ပြတာက တကယ်တကယ်နည်းနည်းဆိုင်းဆိုင်းမှရှိနေတဲ့ပြဿနာက လူနှစ်ယောက်ဟာတယောက်နဲ့တယောက်ရဲ့ကွဲပြားခြားနားခြင်းပေါ့ otherness လို့တုံးထားတယ်။အဲ့ဒီအရှိတရားကိုလက်ခံဖို့အတိမပြုဖို့ပြီးတော့အဲ့ဒီ क्वे ပြမှုတွေနဲ့အတူတကွာရှင်ကွဲနေထိုင်ဖို့ရုံးငံနေရတာဖြစ်တယ်လို့ဆိုပါတယ်။ဒီ क्वे ပြမှုဆိုတာကလေစစ်ဆန်ရေးကိုစိတ်လုံဆိုင်စရာကောင်းစေတဲ့အတူအဆန်းဖြစ်စေတဲ့ရာလည်းဖြစ်နိုင်တာပေါ့။ဒါပေမဲ့တစ်ဖက်မှာလေအင်မတန်ခက်ခဲပြီးစိတ်နှောက်ရှက်ဖြစ်စေနိုင်တယ်။ပဋိပက္ခတွေရဲ့မူလအရင်းမြစ်လည်းဖြစ်နေတတ်တာမျိုး။အင်းဟုတ် ဒီကွဲပြားခြားနာခြင်းကိုပုံမင်းတောင်းဥပမာလေးတစ်ခုကြည့်အောင်ဂျေရှက်တီသူပေါ့ကတ်မှာပြောသွားတာလေသူကိုတွေ့အတွေ့အကြုံလေသူနဲ့သူ့ဇနီးဧသည်တွေကိုအဲ့ခန့်တဲ့ပုံစံလုံးဝငတူတဲ့သူကညစာစားပြီးရင်ဧသည်တွေနဲ့ထိုင်ပြီးအေးဆေးဆေးစကားပြောရှင်တယ်သူ့ဇနီးကကြတော့ဧသည်တွေရှိနေတော့မှပဲထပ်ပြီးမိဖို့ဆောင်တဲ့ဝင်ပန်းကန်တဲ့ကိုစေးကြောပစ်ချင်တာအဲ့ဒီမှာစိတ်ဝင်စားစရာကအဲ့လိုတေးသေးလေးလို့ထင်ရတဲ့အဖြူမှုကွဲပြားမှုလေးကနေ အတွေ့အကြုံဘလို့ဆက်သွားတတ်တယ်လဲဆိုတာပဲတယောက်ကတွေးနေတာကအော်သူငေါ့တံပိုးမထားဘူးအဲ့တဲ့ဒီနဲ့စကားပြောမယ်စာပန်းကန်သွားစေးနေတယ်ပေါ့နောက်တယောက်ကလည်းတွေးနေတယ်ငါကဒီလောက်တောင်းဝင်တီတက်ကြွဆွာအိမ်လုံးလုံနေတာကိုသူကတော့ပြင်းရည်ပြီးထိုင်စကားပြောနေလိုက်တာဆိုပြီးတော့လေဒီလိုကို့အမြင်ကို့တံပိုးထားမှုအပေါ်ခြေခံပြီးတော့တဖက်လူရဲ့ကွဲပြားလဲဖြူမှုကိုအနုလက္ခဏာဆန်တဲ့အဓိပ္ပာယ်တွေကောက်ယူမိတတ်ကြတာပေါ့ဆိုတော့ communication skill မကောင်းလို့ပြဿနာတက်တာမျိုးထက် တယောက်ရဲ့ထစ်တီမှုကကိုနစ်မကတူတဲ့အခါအဲ့တော့ကိုကဘလို့အသေးပဲဖွင့်ပြီးတုံးပြန်လိုက်တယ်လေဆိုတော့ပိုအေးကြီးသွားရတဲ့ပေါ်လားဖိမဲမယားကွဲပြားမှုနဲ့ကျုံးတဲ့အခါကျွန်တော်တို့ဦးနှောက်ကအလူလိုပဲငါမနဲ့သူမားတယ်ဆိုတဲ့ဇလန်းကြီးဟို theory တွေတိဆောက်တတ်ကြတယ်ဘာလို့လဲဆိုတော့တစ်ဖက်လူရဲ့ကွဲပြားမှုကကိုယ့်ရဲ့ယုံကြည်ချက်ကိုယ့်ရဲ့လုံခြုံတယ်လို့ခံစားရတဲ့ပုံစံကို လာပြီးစိန်ခုံလို့ဖြစ်နေလို့ပဲအဲ့ဒီအခါ ကိုကိုကိုကာကွယ်ခြင်းစေကအလိုလိုပေါ်လာပြီးတော့ကိုခံကာကွယ်ရတုံ့ပြန်မှုတွေလုပ်မိတတ်တာဒါကငါတို့ဆိုတာထက်ငါကိုပိုဦးစားပေးလိုက်တာမျိုးပေါ့อืมဒီလိုကိုနဲ့မတူတဲ့ခွဲပြားမှုတွေနဲ့ဂျုံလာတဲ့အခါလူတွေရဲ့ကင်တော်ပုံကလေးစိတ်ဝင်စားမှုကောင်းတယ်เนาะဒေါက်တာအော်နာကပြောလာတချို့လူတွေကအစာပိုင်းမှလीပฏิပက္ခကိုရှောင်ကျင်တော့လွယ်လွယ်ပဲလိုက်လော့ပြီးလိုက်လို့โอเคမင်းတဘောအတိုင်းပေါ့ဆိုပြီးဒါမဲ့အဲ့လိုလိုက်လော့မှုတွေများလာတဲ့အခါကျတော့အဲ့ဒီမှာပြည်တနာကစလာတာပဲ နှစ်တီကြာလာတဲ့အခါစိတ်ထဲမှာမကြည်နပ်မှုတွေနစ်နာတယ်ဆိုတဲ့ခံစားချက်တွေစုပုံလာတယ်။ငါကမဲအတွက်ဘလောက်တောင်းပြောင်းလဲပေးခဲ့ရလဲ။မင်းကတော့ငါအတွက်ဘာမှမစင်စားပေးဘူးမပြောင်းလဲဘူးဆိုတဲ့အတွေ့တွေဝင်လာနိုင်တယ်ဗျာ။ဒီလိုအခြေအနေကအပေးအယူလုပ်ချင်းလို့အပေါ်ရထင်ရပေမဲ့တကယ်တမ်းမှာတစ်ဖက်တည်းကပဲအ short ပေးနေရတယ်လို့ခံစားရပြီးရေရှည်မှာဆက်ဆံရေကိုအစိတ်အတော့ဖြစ်စေနိုင်တယ် ဟုတ်ပြီဒါဆိုအပေးအယူလုပ်ချင်း compromise တဲ့ပိုကောင်းတဲ့နီးလန်းကတော့ဘာဖြစ်နိုင်မလဲကျန်းကျင်သူကအကြံဖြူတာကတော့အတူတကွအပြေးရှာခြင်းပါ collaborative solution ပေါ့ဒါက compromise တဲ့ပိုဟတ်တဲ့ဘာလို့လဲဆိုတော့နေ့စလုံးကကိုယ့်ရဲ့အဲတကူကောင်းဆန်တဲ့လိုအပ်ချက်တွေကိုယ့်ရဲ့နာမန်တွေဆိုတဲ့ယုံကြည်ချက်တွေကိုအတိုင်းအတာတစ်ခုထိ short ချဖို့လိုအပ်လို့ပဲဆက်ဆံရေးတစ်ခုလုံးရဲ့အကျိုးအတွက်ငါတို့အတွက် ဘလို့အဖြေကအကောင်းဆုံးဖြစ်မလဲဆိုတာကိုဥတီဗီအတူတကွဖန်တီးရတာဒါကကိုယ့်ရဲ့အတ္တအီဂိုကိုခနာဘေးဖယ်ထားနိုင်ဖို့လိုအပ်တာပေါ့အဲ့ဒီငါမနဲ့သူ့မားတယ်ဆိုတဲ့အသွေးကိုစွန့်လွတ်ဖို့ကတကယ်စိန်ခေါ်မှုကြီးမယ်နော်နှစ်ယောက်စလုံးကကိုယ်ပိုင်အမိကိုယ်ပိုင်ခန်းစားချက်ရှိနိုင်တယ်နှစ်ခုလုံးကသူ့နေရာနဲ့သူ့တရားဝင်မှုရှိတယ် valid ဖြစ်တယ်ဆိုတာကိုလက်ခံနိုင်ဖို့ကခက်တယ်မဲ့မဖြစ်မနေလိုအပ်တယ်စွန့်လွတ်ဆိုလိုတာပေါ့ဟုတ်တယ်နောက်ထပ်အရာခက်ခဲတဲ့အခြေအနေတစ်ခုကိုသူဆွေးနွေးထားတာရှိတယ် အဲ့ဒါကတစ္ဆာဆောင်တိမှုပฏิပခတ် loyalty conflict ပေါ့ဥမာပြကိုမိဘအင်ကိုအလားရဲ့အတူတူတွားလဲတယ်ဆိုပါစို့ကိုလက်တွဲဖို့ကကိုလာပြောတယ်မင်းရမရငါ့ကိုဒီလိုဆက်ဆံတာငါမကြိုက်ဘူးငါ့ကိုမလုံခြုံတယ်လို့ခံစားရစေတယ်ဆိုပြီးဒီကမှာကို့အနေနဲ့ဘလို့တုံပြမလဲကိုလက်တွဲဖို့ရဲ့ခံစားချက်ကို အတိမပြုပေးခြင်းနဲ့စိတ် loyalty to partner နဲ့ကိုမိဘဘောတစ္ဆာရှိရမယ် ကာကွယ်ပေးရမယ်ဆိုတဲ့စိတ် loyalty to family of origin ကြမှာလွန်ဆွဲမှုဖြစ်လာတယ်။ဒါကအရာကိုမုန်းချက်စေတဲ့အတွင်းစိတ်ပฏิပက္ခ inner conflict ပဲ။ဟင်းဒီလိုအခြေအနေမျိုးကြုံရရင်တော်တော်များများဘာလုပ်ရမှမသိဖြစ်သွားနိုင်တယ်နော်။ဘယ်ဘက်ကိုလိုက်ရမှမသိကြားထဲလားဖြတ်များရတဲ့အခြေအနေမျိုးပေါ့။တကယ်ခက်ခဲမှာပဲ။ဟုတ်ပါတယ်။ဒေါက်တာအော်ရနာကအကြံပေးတာကဒီလိုပฏิပက္ခတီကြုံလာတဲ့အခါလဲအဖြေတစ်ခုကိုချက်ချင်း အတင်ရှာဖို့မကြိုးစားပဲနဲ့ဒီစကားဝိုင်းကနေရောက်စလုံးအတွက်ဘာကြောင့်ဒီလောက်တောင်ခက်ခဲနေရတာလဲဆိုတဲ့ယင်းငယ်အကြောင်းတရားကိုရင်းစုံအပြင်းလန်းနားလည်အောင်ကြိုးစားဖို့ပါပဲငါတို့နေရောက်လုံးအတွက်ဒါကဘာလို့ခက်နေတာလဲဆိုတာကိုအရင်ဆွေးနွေးကြည့်ဖို့လိုတယ်ပေါ့လက်တွဲဖို့ရခင်စားချက်ကိုလည်းအတိအမှတ်ပြီးဖို့လိုတယ်လို့ကိုယ့်ရဲ့မိသားစုအပေါ်ထားတဲ့တင်ရောစဉ်ကိုလည်းနားလည်ပေးဖို့ကြိုးစားရမှာပါဟုတ်ကဲ့ နောက်ပြီးဆက်ဆံရေးဒီဆော့ကာကိုအိမ်အစ်စ်ဒီဇိုင်းဆွဲရတာနဲ့နိုင်ရှင်ပြထားတာလေးကလည်းသဘောကျဖို့ကောင်းပါတယ်။ကိုအချီးပစ်လာတဲ့အိမ်ပုံစံရှိမယ်၊လက်တွဲဖော်ချီးပစ်လာတဲ့အိမ်ပုံစံရှိမယ်။အဲ့ဒီနေ့စိတ်ကိုယ်ရည်ယူလို့ရပေမဲ့အတူတူနေဖို့အိမ်တစ်ဆောက်တဲ့အခါမှာတော့နှစ်ယောက်လုံးသဘောတူတဲ့ကိုပိုင်ဒီဇိုင်းတစ်တစ်ခုကိုအတူတကွဖန်တီးရမယ်ဆိုတဲ့သဘောမျိုးဟုတ်ဟုတ်တယ်ပေါ့ဒါပေမဲ့လက်တွေ့မှာလူတွေရဲ့မသိစိတ် unconscious mind ကပိုပြီးအားကောင်းတတ်တယ်။သိစိတ်က ငါတို့အတူတူအစ်စ်ဖန်တီးကြမယ်လို့တွေးထားပြီပဲမတိစိတ်ထဲမှာနတ်နဲ့ရှိုင်းရှိုင်းအမြင့်တွယ်နေတဲ့ကိုယ့်ရဲ့မူလမိသားစုကိုယ့်ရဲ့ယဉ်ကျေးမှုကိုယ့်ရဲ့အစင်အလားတွေအပေါ်တစ္ဆာဆောင်တည်လိုတဲ့စိတ် unconscious loyalty တွေကအလိုလိုဝင်လာပြီးကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအပြုမှုတွေကိုလွှမ်းမိုးနေတာတဲ့ဗျာအထူးသဖြင့်ခွေရဆောင်တွဲတွေလိန်တူချစ်သူဆောင်တွဲတွေအတွက်ဆိုရင်ဒီကိစ္စကပိုပြီးတော့ရှုပ်ထွေးနိုင်သေးတယ်လို့ဆိုရတယ်နော်ဘောလဲဆိုတော့ သူတို့မှအားကိုးစရာ လိုင်းလို့စရာ လူမှုအတိုင်းဝိုင်းကသတ်မှတ်ထားတဲ့ပုံမှန်မော်ဒယ်ဒီနဲပါတာကြောင့်အရာရာကိုကိုယ်တိုင်အစနဲ့တီးထွင်ဖန်တယောက်လိုဖြစ်နေတတ်တယ်။အဲ့ဒီအခါမတေချာမရေရာမှုတွေဖြစ်အားတွေပုံများနိုင်လေပေါ့။နောက်ပြီးတော့ခလေးယူဖို့ခလေးပြုစု ပြောထောင်ဝကိစ္စတွေရောက်လာတဲ့အခါမှာလေကိုကြီးပြင်းလာတဲ့ပုံစံတွေနဲ့ပတ်သက်တဲ့အငင်းပွားမှုတွေ၊ကွဲပြားမှုတွေကပြန်ပြီးအားကောင်းလာတတ်တယ်လို့ဆိုတယ်။ဟုတ်ပါတယ်။ကလေးပြုစုပြောထောင်ဤဆိုတာက ကိုယ်ရင်မတိစိတ်ချေကယုံကြည်ချက်တွေတံပိုးချမှုတွေအထင်ရှားဆုံးပြန်ပေါ်လာတဲ့အချိန်ဤထဲကတစ်ခုပဲဗျာကဲဒါဆိုလေအမြဲတမ်းတယောက်ကိုတယောက်လက်ညှိုးထိုးအဖြစ်တင်နေတဲ့ကစားဝင် blame game ပေါ့အဲ့ဒီမှာတန်ဆရာလဲနေတာမျိုးကနေဘလို့ယုံထန်နိုင်မလဲဒီအချိန်တွေကတော်တော်များများကြုံတွေ့ရလေရှိရဆက်ဆန်ရေးရဲ့နွမ်းတစ်ခုလိုပဲနော်အဲဒေါက်တာအော်နာရဲ့အချမ်းဖြူချက်တာရောအရန်ကိုအားကောင်းပါတယ်သူကပြောတယ် လက်ညိုးကို တဖက်လူစီထိုးနေတာကိုခဏရပ်ပြီးကိုယ့်ဘက်ကို ပြန်လှည့်လိုက်ပါတယ်ကိုကိုကို မေးခွန်းပြန်ထုတ်ကြည့်ဖို့ဒီချင်းနေဒီလူရဲ့ဒီအပြုအမူကငါ့ကိုဘာကြောင့်ဒီလိုထိစိတ်အနှောက်အယှက်ဖြစ်စေနေတာလဲငါရဲ့ဘလို့အတိတ်ကအနာရရတွေဘလို့လိုအပ်ချက်တွေဘလို့ယုံကြည်ချက်တွေနဲ့လာပြီးထိခိုက်နေလို့လဲဆိုပြီးကိုယ့်ရဲ့အတွင်းစိတ်ကိုရဲရဲဝံ့ဝံ့ပြန်လဲဆန်းစစ်ကြည့်ဖို့လိုရဲလို့ဆိုပါတယ် ဟုတ်ကို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 ပြန်ကြည့်ဖို့ဆိုတာကတတိတော့လိုအမဲကိစ္စပဲဒါမဲ့အဲ့လိုလောက်ချင်းအဖြစ်အချိုးရလက်ကဘာဖြစ်နိုင်မလဲရှင့်အချိုးရလက်ကအန်တော့ဆီယာကောင်းလောင်အပြုတ်တော့ဆောင်းနေပါတယ်ဗျာကိုကိုကိုပြန်ဆန်းစစ်လိုက်တဲ့အခါကိုရဲ့တုံပြမှုရဲ့အရင်မြစ်ကိုကိုယ်တိုင်နားလဲသွားလက်တယ်အဲ့ဒီခါလက်တွေ့ဖော်လို့အပြစ်တင်ချက်နဲ့ဆေးကအလိုလိုရော့ချသွားပြီတော့သူ့ဘာကြောင့်ဒီလိုဖြစ်နေရသလဲသူ့ဘက်မှာရောဘလို့အခက်အခဲတွေရှိနေမလဲဆိုတော့ကိုပိုပြီးစာနာစိတ်နဲ့စူးစမ်းနားလဲခြင်းဖြစ်လာနိုင်ပါတယ်ဗျာ อืมဥမာကိုကပဲအမြဲတမ်းတီးခတ်နေရရဲ့အလွတ်ပေးနေရတယ်လို့ထင်နေရကနေတကယ်တမ်းမှာကို့လက်တွဲဖော်ကလည်းကို့ရဲ့ဘလို့အဆင်မပြေမှုတွေကိုဘလောက်အထိတီးခတ်ပေးထားတယ်လဲဆိုတာမျိုးကိုပြိုင်မြင်လာတာမျိုးပေါ့နော် အတိအကျပါပဲဒီလိုအမြင်ပြောင်းလဲသွားခြင်း perspective shift ကကိုကိုအပြစ်တင်ခြင်းရဲ့ဝင်ထုတ်ဝန်ပုံကနေလွတ်မြောက်စေပြီးဆက်ဆံရေးကိုရှုမြင်မှုအတိတ်ကိုပေးပါတယ် အစပိုင်းမှာတော့ကို့အမကိုဝန်ခံရတယ်လို့ခံစားရလို့နင်းနေနာကျင်နိုင်မင်းမင်းရေရှင်မှာတော့ပိုပြီးလွတ်လပ်ပေါ်ပါတဲ့ခံစားချက်ကိုပေးနိုင်ပါတယ်ဗျာဒါပေမဲ့တချို့အခြေအနေတွေရှိနိုင်တယ်လေကိုယ့်ဘက်ကတော့စူးစမ်းပြီးပြောင်းလဲတယ်နားလည်မှုပေးတယ်ခွင့်ရဲတယ်အများကြီးလည်းပေးခဲ့ပြီးပြီဒါပေမဲ့လက်တွဲဖော်ဘက်ကလုံးဝကိုတစ်ချက်လေးမှပြောင်းလဲတိုးတက်မလာဘူးပူပေါင်းဆောင်ရွက်လို့စိတ်မရှိဘူးလို့ခံစားရတဲ့ခါမျိုးမှာတော့အဲ့ဒါဘယ်လိုလုပ်ရမလဲအဆုံးလုပ်တင်တာကလက်တွဲဖော်ဘက်မှာတခြားဘာတွေများ ဖြစ်နေသေးလဲဆိုတော့စဉ်းစားကြည့်ဖို့လိုပါ रे ဗျာသူတို့မှာကိုမတိလိုက်တဲ့စိတ်ကြယောဂလိုမျိုးကြက်မာရေးပြဿနာတွေရှိနေတာလားဒါမှမဟုတ်အလုတ်မိသားစုဆရတဲ့တခြားနေရာတွေကဖိအားတွေအများများနေလို့လားဒါမှမဟုတ်ဆက်ဆံရေးနဲ့ပတ်သက်ပြီးထုတ်မပြောဖြစ်တဲ့တခြားနန်းနေတဲ့မကျဉ်းနှံ့မှုတွေရှိနေတာလားဆိုလိုတာကမျက်စိရှေ့ကအပြုတ်မှုတစ်ခုတည်းကိုကြည့်ပြီးကောက်ချက်မဆွဲခင်နှုတ်ကွယ်ကအကြောင်းတရားတွေကိုနားလည်ဖို့စူးစမ်းကြည့်တဲ့နေပေါ့ ရေပွေးအဖင့်တော်ဗျာလူတွေဟာကောင်းမွန်တဲ့လေးစားမှုရှိတဲ့ဆက်ဆံရေးမျိုးရရှိတဲ့အခါအလိုလိုပိုကောင်းတဲ့တုံ့ပြန်မှုတွေပြန်ပေးခြင်းကြရတယ်။အပြန်းလန့်သဘောတရားလိုပေါ့တကယ်လို့ကိုယ့်ဘက်ကအစွမ်းကိုစ조사ပြီးရင်လောမှာတော့တကယ်ကိုအဆင်မပြေဘူးဆိုရင်တော့အဲ့ဒါကတော့တော့တမျိုးစဉ်းစားရမယ့်ခြေအနေဖြစ်သွားနေပါလေ။ဒီနေ့မှာဒေါက်တာအိုနာပြောတဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုရှိသေးတယ်။အဲ့ဒါကကိုယ့်လက်တွေဖို့ကိုကိုကဘလို့အကြည့် gaze မျိုးနဲ့ကြည့်နေတယ်လဲဆိုတာပဲ။ဒါလေးကိုနည်းနည်းရှင်းပြပေးပါလား။ဟုတ်ကဲ့ ီဂေးဆိုတဲ့သဘောတရားကစိတ်ဝင်စားဖို့အရင်ကောင်းတယ်ဗျာဆိုလိုတာကကိုက ကိုလက်တွဲဖို့ကိုလေးစားမှုချစ်ခင်မှုယုံကြည်မှုသူ့ရဲ့အကောင်းဆုံးအရေးအတွေ့အကြုံကိုမြင်နိုင်တဲ့အမြင်မျိုးနဲ့ကြည့်တဲ့အခါပေါ့အဲ့ဒီအချိကိုတိုင်းကသူ့ကိုသူ့ရဲ့အကောင်းဆုံးပုံစံ best self ဖြစ်လာအောင်ဖိတ်ခေါ်သလိုအားပေးသလိုဖြစ်စေတယ်တဲ့သူတို့ကိုသူတို့ပိုကောင်းအောင်စူးစမ်းခြင်းစိတ် ကိုအကြည့်သေးကအကောင်းမြတ်မှုကိုတကယ်ဖြစ်လာအောင်လုပ်ပြချင်စိတ်တည်ဖြစ်ပေါ်လာစေနိုင်တယ်ပေါ့ဟုတ်ကဲ့ပြောင်းပြန်ဆိုရင်ပြောင်းပြန်နေတဲ့ကိုကသူ့ကိုမင်းကတော့အမြဲတမ်းဒီလိုပဲဘရောမှပြောင်းလို့မှမဟုတ်ဘူးဆိုရဲစိတ်ပြက်လက်ပြက်နိုင်တယ်အထင်သေးတယ်ဝေပန်ပိုင်းဖြတ်တဲ့အကြီးမျိုးနဲ့ကြည်နေမယ်ဆိုရင်အဲ့ဒီအကြီးကသူ့ကိုအဲ့ဒီပုံစံထဲမှာပဲပြိမ့်မိနေအောင်ဒါမှမဟုတ်ပိုဆိုးဖောင်းတွန်းပို့တို့လို့ဖြစ်စေပါတယ်လူတွေကသူ့ကိုမြင်တဲ့အမြန်ပိုင်းဖြစ်လာတတ်ကြတယ်ဆိုတဲ့သဘောမျိုးပါပဲ။ ဒါရောက်ကိုယ့်ရဲ့အကြီးကဆက်ဆံရေးပေါ်မှာအကြီးကျယ်တက်ရောက်မှုရှိပါတယ်။ဒါတကယ်မှတ်သားစရာအချက်ပဲနော်။ကိုယ့်အကြီးကတော့ defect look ကိုပုံထွင်းနိုင်တယ်ဆိုတော့ကဲနောက်တစ်ခုလူမှုကွန်ရက်ထီမာရောလက်တွေ့ပွားမှာရောတော်တော်များများပြောလေးရှိတဲ့စကားလုံးတစ်ခုရှိတယ်။အဲ့ဒါကငါးကြီးဆောင်က narcissist တို့သူက narcissist ဆန်တယ်လို့ပေါ့လေ။ဒီလိုတန်ဆက်ကတ္တာတွေကဘလောက်မှနိုင်လဲ။ဒီလိုစကားလုံးတွေအတုံးရလာတာကတော့ဘလို့အကျိုးတက်ရောက်မှုရှိနိုင်တယ်လဲရှင်။ဒါက အရန်အရေးကြီးတဲ့မိကွန်းပါပဲဒေါက်တာအော်နာကထောက်ပြတာကလူတိုင်းမှာ ကိုကိုကိုကာကွယ်လို့ရစိတ်ကိုကိုကိုအရေးပါတယ်လို့ခံစားခြင်းတဲ့စိတ်အဲ narcissistic traits လို့ခေါ်တာပေါ့အဲ့ဒါဒီအနည်းငယ်မြရှိကြတယ်ဆိုတာပါပဲ narcissistic personality disorder ဆိုတာကတော့တကယ်ယောဂလက္ခဏာတစ်ခုဖြစ်ပေမဲ့လူတွေအလွယ်တကူသုံးနေကြတဲ့ narcissist ဆိုတဲ့စကားလုံးကတော့အများအပြားကိုကိုကိုနာကျင်စီတဲ့ကိုလှုပ်ဖြက်ချက် ကိုဂီနုမဆိုင်တဲ့ တကူကောင်းဆန်တဲ့ဖြူမှုတွေကိုရည်ညွှန်းတာထုဖို့များပါတယ်ဗျအခုနောက်ပိုင်းခစ်ဆားလာတဲ့စကားလုံးတွေလေ gaslighting triggers trauma love bombing narcissist စတာတွေကအတုံးဝင်တဲ့နေရာတွေတော့ရှိပါတယ်ကိုယ့်ရဲ့ရှုပ်ထွေးတဲ့ခံစားချက်အတွေ့အကြုံကိုနာမည်တပ်ပြီးနားလဲရလွဲစေတာပေါ့ဒါပေမဲ့ NDA ကပါလဲဆိုတော့ဒီတန်စိတ်တွေကတ်လိုက်ပြီးသားနဲ့အော်ပြဿနာကဒါပဲ ူက narcissist လို့ငါတို့ဆက်ဆံရေးကဒီလိုဖြစ်ရလားဆိုပြီးကိုဘက်ကပါဝင်ပတ်သက်မှုဆက်ဆံရေးရဲ့ရှုပ်ထွေးတဲ့ dynamics တွေကိုဆက်ပြီးနက်နက်နန်နန် sensitive ဖို့ရပ်တန့်သွားစေနိုင်တာပါပဲပြဿနာကိုတစ်ဖက်တည်းဘုံချလိုက်သလိုဖြစ်သွားတတ်တယ်ဆိုလိုတာကဒီစကလုံးတွေကအခြေအနေကို နားလည်ဖို့အစပြိုးပေးနိုင်ပေမဲ့အဆုံးသက်အပြေမဖြစ်သင့်ဘူးဆိုတဲ့သဘောပေါ့နော်အတိအကျသာပဲ ဒီစကားလုံးဒီကစုံစမ်းစစ်ဆေးမှုရဲ့အဆုံးသတ် end of the inquiry မဖြစ်တဲ့ဘဲအစပဲဖြစ်တဲ့ beginning of the inquiry လို့သူကဆိုပါလေသူက narcissist ပဲလို့ဆုံးဖြတ်လိုက်မဲ့အစသူ့ရဲ့ဒီအပြုတ်မှုကငါ့ကိုဒီလောက်ထိခိုက်စေတာလေငါတို့နှစ်ယောက်ကြားကဘယ်လို dynamic ကဒီအပြုတ်မှုကိုဖြစ်ပေါ်စေတာလဲဆိုပြီးဆက်သွေးဖို့လိုပါတယ်ဗျဟုတ်ကဲ့ ဒါဆိုငွေကြေးဆိုင်ရာပြဿနာတွေကတော့ဘလို့လဲစုံတွဲတွေကြားမှာငွေရေးကြေးကိစ္စနဲ့ပတ်သက်ပြီးအငင်းပွားတာတွေအများကြီးကြားရတယ်လေဒါကတကယ်ပဲပိတ်ဆံတစ်ခုတည်းရဲ့ပြဿနာလားဒါမှမဟုတ်တိုးနောက်ကွယ်မှာတခြားအကြောင်းတွေရှိနေသေးလားဝေကြေးဆိုတာကဆက်ဆံရေးထဲမှာရန်ကိုလက်တွဲချပြီးမြင်သာထင်သာရှိတဲ့အရာတစ်ခုပါဒေါက်တာအော်နာက ပြောတာကငွေကြေးဟာငါဟာ mine နဲ့ငါတို့ဟာ ours ဆိုရီပူကြီးမားတဲ့မေဖွေရဲ့ အရှင်းလင်းဆုံးအမြင်စာဆုံးကိုစားပြုမှုတစ်ခုပဲဆိုတာပါပဲဒီငါဟာငါတို့ဟာပြဿနာကအချင်းကိုဘလို့ခွေးဝေးသုံးဆွဲမလဲအာယုံဆိုင်မှုကိုဘလို့ကိုဘလောက်ပေးမလဲလိန်ဆက်ဆက်မှုအချင်းဘလောက်ရှိတင်လဲဆိုတဲ့တခြားကိစ္စတွေမှာလည်းပုံစံမျိုးစုံနဲ့ရှိနေနိုင်ပါတယ်ဗျာအဲငွေချင်းနဲ့ဖန်တရင်လူတွေရဲ့တမိုးသားကပိုးပြီးခွေးပြားတတ်ပုံရတယ်နော်တယောက်နဲ့တယောက်တမိုးသားပုံချင်မိတူကြအောင်လीဟုတ်ပါတယ်ဝီဂျေကလက်တွေ့ဘွားရဲ့အစီတရားတစ်ခုဖြစ်တယ်လို့ကိုယ့်ရဲ့တမိုးသားမှုတွေ လုံခြုံမှုခံစားရပုံ အနာကအစီအစဉ်တွေနဲ့လည်းတိုက်ရိုက်ဆက်ဆက်နေတယ်လူတွေကပတ်ဆက်ကတော့ပိတ်ဆံကအရေးမကြီးပါဘူးအချစ်ကအဓိကပါလို့ပြောကျင်ကြပါမိတကယ်တမ်းမှာတော့လူတိုင်းရဲ့အတွက်ငွေချေကတနည်းမဟုတ်တနည်းအရေးပါနေပြီးတော့အဲ့ဒီအပေါ်မှာကိုယ်ပိုင်သဘောထားအမြင်ငယ်ဘဝကရခဲ့တဲ့သင်ခန်းစာတွေရှိနေတတ်ပါတယ်ဒါတွေကိုပွင့်ပွင့်လင်းလင်းရိုးရိုးသားသားဆွေးနွေးနိုင်ဖို့ကအရေးကြီးပါတယ်ငါပိတ်ဆံမင်းပိတ်ဆံကနေ ငါတို့ပိတ်ဆံဆိုတဲ့ခံယူချက်ကိုဘလို့တိဆောက်မလဲဆိုတာကအဓိကစိန်ခေါ်မှုပါပဲဟုတ်ပါပြီနောက်ထပ်နည်းလည်း personal ကြတဲ့မေးခွန်းတစ်ခုမေးကြည့်ချင်ပါတယ်လူတွေကဆက်ဆံရေးမှာပိုပြီးယဉ်နီးမှု intimacy ကိုလိုချင်ကြတာလားဒါမှမဟုတ်လိပ်စက်ဆံမှု sex ကိုပို့လိုချင်ကြတာလားတခါလေဒီနှစ်ခုကရောထွေးနေတတ်တယ်လေအမ်ဆက်ဆံရေးအစအပိုင်းမှာတော့လိင်ပိုင်းဆိုင်ရာဆွေးဆောင်မှု sexual chemistry ကအဓိကမောင်းနှင်အားဖြစ်နိုင်ပါတယ်ဗျာ ဒါပေမဲ့ရေရှည်ဆက်ဆံရေးတစ်ခုဖြစ်လာတဲ့အခါမှာတော့ယင်းနီမှုနဲ့လိန်ဆက်ဆံမှုကြားကစီးကအရန်ကိုပါလာသွားပြီးတစ်ခုနဲ့တစ်ခုခွဲခြားမှုခက်ခဲလာပါပြီဒေါက်တာအော်နာကထောက်ပြတာကအဓိကအနစ်တာရာကတောင့်တမှု desire ကိုခံစားလိုခြင်းဖြစ်တယ်ဆိုတာပါပဲတောင့်တမှုဆိုတာကိုနည်းနည်းလေးရှင်းပြပါဦးဆိုလိုတာကကိုကကိုလက်တွဲဖို့ကိုဆွဲဆောင်မှုရှိတယ်လို့ခံစားရပြီးတောင့်တခြင်းစိတ်ရှိနေတယ်လို့ ကိုကိုလည်းကိုလက်တွဲဖော်ကတံပိုးထားတဲ့ဆွဲဆောင်မှုရှိတယ်လို့မြင်ပြီးတောင့်တဆဲလိုတဲ့ခံစားချက်မျိုးကိုလိုလားကြတာဖြစ်ပါတယ်ဗျာဒါဟာရုပ်ပိုင်းဆိုင်ရာဆက်ဆံမှုတက်တက်ထပိုနဲ့ဆိုင်ပါတယ်ကိုကိုမြင်စေချင်တာကိုကိုလိုလားတောင့်တဆဲချင်တာကိုရဲ့ဖြစ်တည်မှုကိုအတိမပြုတံပိုးထားစေချင်တာစတဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့ပေါင်းစပ်နေရပေါ့ဒီတောင့်တမှုပျောက်ဆုံးသွားတဲ့အခါဆက်ဆံရေးမှာအဓိက ပြဿနာတစ်ခုဖြစ်လာတတ်ပါတယ်อืมနားလည်ပါပြီ ဒါဆိုရင်ဆက်ဆံရေးတစ်ခုကိုမစတင်ခင်ပဲဖြစ်ဖြစ်ဆက်ဆံရေးတစ်ခုထဲရောင်းနေချိန်မှာပဲဖြစ်ဖြစ်ပေါ့လေကိုကိုကိုမေးတင်တဲ့ရေးကြီးဆုံးအခက်ခဲဆုံးမေးခွန်းတစ်ခုဆိုရင်ဘာဖြစ်နိုင်မလဲရှင်ဟုတ်ဒေါက်တာအော်နာကအချံပြူထားတဲ့မေးခွန်းတစ်ခုကတော့တကယ်ကိုစဉ်းစားစရာပါပဲအဲ့ဒါကငါဟာတခြားတယောက်ရဲ့လုံးဝကွဲပြားခြားနာတဲ့ဖြစ်တည်မှုလေး သူတို့ရဲ့အဲ့ဒီ क्वे ပြမှုလေကနေငါရဲ့ကိုကိုကိုအထင်ကြီးစိတ်နားစစ်စစ်စင်းကိုစိန်ခေါ်လာနိုင်မှုတွေငါကိုအစင်မပြေဖြစ်စေနိုင်မှုတွေနဲ့အတူသူ့ကိုငါဘွားထဲကိုအပြည့်အဝညီအားပေးဖို့ဝင်ခွင့်ပေးဖို့အတင်ဖြစ်ပြီလားငါဘလောက်အထိတီးခံနိုင်မလဲပေးဆက်နိုင်မလဲငါရဲ့ကိုပိုင်လိုအပ်ချက်တွေတတ်တောင်တတ်တာဇုံတွေကိုဘလောက်အထိဆွန့်လွတ်နိုင်မလဲဆိုတဲ့မေးခွန်းမျိုးပါပဲဟုတ်ဒါကတော်တော်လေးလေးနဲ့တက်မေးခွန်းပဲနော်ကိုဘက်က ပေးဆက်ဖို့ကိုယ့်ရဲ့တက်တောင့်တတဖဲမှုတွေကိုဆွန့်လွတ်ဖို့အသင့်ဖြစ်ရလားဆိုတာကိုမေးတာပဲဟုတ်ပါရဲ့နောက်တစ်ခုကလေ ကိုလက်တွဲဖော်ကသူတို့ဘဝရဲ့အခက်ခဲတွေအပြောင်းလဲတွေသူတို့ရဲ့ကိုယ်ပိုင်ကြီးထွားမှုဖြစ်စဉ်တွေကိုဖြတ်သားနေရတဲ့အခါကိုကသူတို့အတွက် လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာနေရာလွတ် emotional space ကို ပေးနိုင်ရလားဆိုတာလေအရေးကြီးပါလေဗျာအခြေအနေအရသတ်မှတ်ထားတဲ့အချက်ပြောပေါ့ဥပမာ မင်းဒီလိုပြဿနာတွေရှင်းသွားမှမင်းကကချစ်နိုင်မယ်။မင်းဒီလိုပြောင်းလဲလာမှမင်းကလက်ခံနိုင်မယ်ရရောမ။ဆိုတာမျိုးကရေရှည်မှာတကယ်အလုံးမဖြစ်ပါဘူး။လက်ခံမှုတီးခတ်မှုနဲ့ရရောမှုကခက်ခဲတဲ့အချိန်တွေမှာအဓိကလိုအပ်တာပါ။ကဲဒါဆိုရင်နောက်ဆုံးညနေပေါ့လေခိုင်မာပြီးကြမ်းမာတဲ့ဆက်ဆံရေးတစ်ခုရဲ့တကယ်လက္ခဏာတွေကဘာတွေဖြစ်မလဲဥမာမြင်းကုန်မှုလုံးဝမရှိတာကကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့လည်းကြားဘူးတယ်လေမှန်ပါတယ် ငင်းခုံမှုလုံးဝမရှိတာကတခါတလေပိုဆိုးရင်ဆရာကောင်းနေတယ်ဗျဘာလို့လဲဆိုတော့ဒါဟာ क्वे ပြမှုတွေကိုရင်မဆိုင်ပဲရှောင်လွဲနေတာဒါမှမဟုတ်တယောက်ယောက်ကကိုယ်ခံစားချက်ကိုမျိုးတိထားတာမျိုးဖြစ်နေနိုင်လို့ပါခိုင်မာကြမ်းမာတဲ့ဆက်ဆံရေးရဲ့အဓိကလက္ခဏာတွေအနေနဲ့ဒေါက်တာအော်နာကထောက်ပြထားတာအကြမ်းမြင်၃ချက်ရှိပါတယ်တဲ့ ဆက်ဆံရေးရဲ့အခြေခံလေးတံပေါ့ atmosphere ပေါ့နူးနဘတ်လေးစားမှုတံမိုးထားမှုလက်ခံမှုစာနာမှုတွေရှိတဲ့ဝင်ကျင်မျိုးကိုအတူတကွဖန်တီးနိုင်ခြင်းအမလုံးမိရင်ပြန်လည်ပြင်ဆင်ခွင့်ရှိတဲ့ကိုယ့်ကိုယ်လုံခြုံတဲ့လို့ခံစားရတဲ့နေရာမျိုးဖြစ်နေခြင်းဒါကိုဆက်ဆံရေးရဲ့ဂီတတံလို့သူကတင်စားထားပါတယ်နှစ် light လျော့ညီတွေပြောင်းလဲနိုင်စွာ flexibility and growth ပါ ဘဝမှာကြုံလာရတဲ့ဖီးရားတွေအပြောင်းလဲတွေဥမာကလေးမွေတာအလောက်ပြောင်းတာမိသားစုဝင်ဆုံးရှုံးလာကိုအတူတကွရင်ဆိုင်ကျဖျင်းကျိုးပတ်မသွားပဲဆက်ဆံရေးကလိုက်လွန်ညီတွေပြောင်းလဲတိုးတက်သွားနိုင်တဲ့ဆိုင်ရေးဖြစ်ပေါ်တုံးကွေးပြားမှုတွေကိုဂိုင်တွေနိုင်စွမ်း capacity to handle differences ခုနကဆွေးနွေးခဲ့သလိုပဲကွဲပြားမှုတွေရှိလာတဲ့အခါအပြားလာအပစ်တင်နေတာမျိုးမဟုတ်ပဲအဲ့ဒီကွဲပြားမှုတွေကိုနားလည်မှုနဲ့လက်ခံပြီးအတူတကွအဖြေရှာနိုင်တဲ့ ဒါမှမဟုတ်တဘောမတူညီမှုတွေနဲ့အတူရှင်တွဲနေထိုင်နိုင်တဲ့စွမ်းရည်ရှိခြင်းဒီသုံးချက်ကခိုင်မာတဲ့ဆက်ဆံရည်အရေးကြီးတဲ့အမှတ်အသားတွေပါပဲဗျာဟုတ်ကဲ့ဒီနေ့ဒေါက်တာအော်နာကူရာလက်ရဲ့ထိုးထွင်းသိမိမှုတွေကိုအခြေခံပြီးဆွေးနွေးခဲ့တာတွေကတကယ်တန်ဖိုးရှိပြီးစဉ်းစားစရာတွေအများကြီးပေးပါရယ်နော်အနည်းချုပ်ရရင်တော့ကျမ်းမာပြီးခိုင်မာတဲ့ဆက်ဆံရည်တစ်ခုတည်ဆောက်ဖို့ဆိုတာလွယ်ကူလေကိစ္စတော့မဟုတ်ဘူးဒါမဲ့တယောက်နဲ့တယောက်ရဲ့မတူညီတဲ့ကြွေးပြားချားနာမှုတွေကိုကြောက်စရာလည်းမမြင်ပဲ နားလည်မှုနဲ့လက်ခံတတ်ဖို့အပြစ်တင်ကစားပွဲမှာပြိမိမနေပဲကိုကိုကိုပြန်လဲဆန်းစစ်သုံးသပ်တတ်ဖို့ပြီးတော့အချင်းနေအရာတတ်မှတ်ထားတဲ့အချီမျိုး conditional love တဲ့စွမ်းမန်တဲ့လက်ခံမှုဒီခံမှုနဲ့ရရောမှုကိုအခြေခံတဲ့ဆက်ဆံရေးမျိုးတိစောက်ဖို့ကြိုးစားခြင်းကအဓိကကြလဲဆိုတာပါပဲဟုတ်ပါတယ်ဒီဆွေးနွေးမှုကနေနားထောင်သူတွေတဲ့ဆက်လက်စဉ်းစားစရာအင်စားလေးတစ်ခုပေးခြင်းတာတော့လေကျွန်တော်တို့ပဝင်းကျင်လူမှုအတိုင်းအဝိုင်းမီဒီယာ ိုမိသောစုတွေကတွယ်ဝိုက်သောအဖြစ်ဖြစ်စေတိုက်ရိုက်ဖြစ်စေတတ်မှတ်ထားတဲ့စံပြဆက်ဆံရေးပုံစံတွေမျောလင့်ချက်တွေရှိနေတတ်တယ်ဗျအဲ့ဒီစံနှုန်းတွေနဲ့ကိုယ့်ရဲ့တကယ်လက်တွေ့ဆက်ဆံရေးမှာ ရှိနေတဲ့လိုအပ်ချက်တွေအခြေအနေတွေကြတာကွာဟာချက်ကိုကိုယ်တိုင်ဘယ်လိုတတိထားမိအောင်ကြိုးစားမလဲပြီးတော့အဲ့ဒီကွာဟာချက်တွေကိုဘယ်လိုကျမ်းမာတဲ့နည်းနဲ့ဂိုင်းတွေချေရှင်းပြီးကိုယ့်အတွက်ကိုယ့်ဆက်ဆံရေးအတွက် အမှန်ကန်ဆုံးထိမဲ့ပုံစံကိုဘယ်လိုတည်ဆောက်ယူမလဲဆိုတာကို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 ပြန်မဲကြည့်ဖို့ပါပဲဟုတ်ကဲ့မာဒီနေ့တင်းဆက်ပေးခဲ့တဲ့ဆက်ဆံရေးဆိုင်ရာနည်းနည်းတဲ့ရှူထောင်းတွေနဲ့တုံးသက်ချက်တွေကိုကြိုက်နှစ်သက်တဲ့ဆိုရင် like ပေးပြီးတော့ကိုရဲ့အမြင်တွေကိုကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုလည်း comment မှာလွတ်လပ်စွာဝေမျှပေးသွားပါဦးလို့တောင်းဆိုချင်ပါတယ် ဘာမှ brain channel မှာနောင်နေတယ်မှာလဲအခုလို့စိတ်ဝင်စားစရာကောင်းပြီးအကျိုးရှိမဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာမို့ဆောင်မြော်နားဆင်ပေးကြပါဦးလို့ပြောကြရင်ဒီနေ့အတွက်တော့ဒီမှာပဲအဆုံးသတ်လိုက်ပါစေ